Hi guys Area 51အကြောင်းအကြောင်းပါပဲ Area 51မှာ American government နဲ့ alien နဲ့အလုပ်တွေတွဲလို့နေဆိုပြီးတော့လေကျွန်တော်ကြားဖို့ကြားလိုက်ပဲဒါပေမဲ့အခုဗီဒီယိုမှာကျွန်တော်က alien ရှိတယ်မရှိဘူးဆိုတော့ကျွန်တော်မပြောတော့ဘူး alien ကိုလူတယောက်ကမြင်မှုတွေ alien spaceship တွေကိုလူတယောက်ကရောက်မှုတွေအဲ့လူက ex military ဖြစ်တယ်သူ့အသက်က80ဖြစ်ပြီသူ့နာမည်က Terry ဖြစ်တယ်ဒီကနေ့ပတ်သက်ပြီးသူကစာအုပ်တုံးရေးကြတယ်ဆိုတော့အဲ့ဒီစာအုပ်ကိုဒီနေ့ reveal လုပ်မယ်သူရဲ့ life experience ကိုလည်း reveal လုပ်မယ်ဆိုတော့ welcome to my channel milky vision ဒီ Terry ဆိုတဲ့လူကသူက UFO တွေရောက်ဘူးတယ် Alien တွေနဲ့ communicate လုပ်ကြတယ်ဆိုပြီးသူကပြောတာတယ်အဲ့ဒါနဲ့ပတ်သက်ပြီးသူကစောက်တုပ်လည်းထုတ်တာတယ်ဆိုတော့ဒီ ARD မပြောပြခင်မှာဒီစောက်ထွက်လာခြင်းရဲ့အကြောင်းရင်းကိုကျွန်တော်အရင်ဆုံးပြောပြပေးသွားမယ်သူ့နာမည်က Terry သူ့အသက်က80ဖြစ်တယ်သူက USA ရဲ့စစ်တပ်မှာသူကအလုပ်လုပ်ခဲ့ဘူးတယ်သူကတရက်ဒူးလာလို့ဆိုပြီးဆေးရုံတွက်ပြတယ်ဆေးရုံတွက်ပြအချိန်မှာဒူးအရမ်းလာတဲ့အခါကျတော့ဆေးရုံဝင်ရအဲ့ဒူးကိုတမ်းမှန်ရိုက်လိုက်တယ် ဓမ္မရိုက်ပြီးတော့ဓမ္မရိုက်တဲ့အချိန်မှာအဲ့ဒီ2မှာ metal object ရှိတာကိုတွေ့ရတယ်။ metal object ဆိုတာဒီတတ္ထုအရာဝတ္ထုတစ်ခုပေါ့။အဲ့ဒီတတ္ထုအရာဝတ္ထုတစ်ခုကသူ့ရဲ့ဒူးမှာသူ့ရဲ့ဟိုပေါင်အသားထဲမှာရှိနေတာကိုဓမ္မထဲမှာတွေ့ရတယ်။ ဆိုတော့ဆရာဝန်ကဓမ္မမှာဒီအောင်ကြည့်ပြီးတော့ Terry ကိုမေးတယ်ခမရရဲ့ခြေတော်မှာ object ရှိတယ် metal object နှစ်ခုတော့ရှိတယ်ဆိုတော့ဒါကဘလို့ဖြစ်တာလဲ military မှာအလုံးလုံးတုံးကခွဲစိတ်ပြီးထည့်ထားတာလားဒါ data တစ်ခုဖြစ်တုံးကထည့်ထားတာလား steel u လားဒါဘလို့ဖြစ်တာလဲပြပြပေါင်းဆိုပြီးတော့ဆရာဝန်ကမေးတယ် cherry ကဒါနဲ့ပတ်သက်ဘာမှမသိဘူးဘာလို့ဆိုတော့ तू က military မှာ तू ကအလုံးလုံးတုံးကသူ့ရဲ့ခန္ဓာကိုယ်မှာဘာအတန်တကြမှမရှိဘူး तू ကခွဲစိတ်ကုသမှုတစ်ခါမှလည်းမလုပ်ဘူးဘာမှ steel u တွေဘာတွေထည့်ထားတာလည်းမရှိဘူး ဆိုတော့ तू ကလည်းနဲ့ confuse ဖြစ်နေတယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာ metal object ရှိရဆိုတော့ကျွန်တော်အခုမှသိတာအခုဒီတစ်ခါတမ်းမရဲတော့မှကျွန်တော်မြင်ဘူးလားဆိုပြီး तू ကလည်းဆရာဝန်ကိုပြန်ပြောတယ် ဒါနဲ့ဆရာဝန်ကလည်းသူ့ကိုဟို best option ပေးတယ်ပေါ့ဆိုတော့ဒီ metal object ကအခုခမားရဲ့6လောက်တည်းမှာရှိနေတယ်ဆိုတော့အဲ့ဒါကိုခွဲထုတ်ပြီးယူရင်တော့ကောင်းတယ်ဒါပေမဲ့ခွဲထုတ်ပြီးယူတယ်ဆိုရင်လည်းဟို6လောက်အတွက် antenna နည်းနည်းရှိဖို့များတယ်အကယ်လို့အဲ့ဒီ metal object ကိုခွဲထုတ်လိုက်ပြီးဆိုရင်ခမားရဲ့ do ရဲ့ bones ကိုတော့တွားပြီးတော့ antenna များနိုင်တယ်ဆိုတော့ do ရုံတော့တွားပြီးတော့ antenna ရှိနိုင်တယ်ကျွန်တော်တစ်ဖက်သေဝါနိုင်ခြင်းရှိတယ်လုံဝဖျက်မဲ့အနေထားတော့တစ်ခုဖြစ်သွားနိုင်ခြင်းရှိတယ်ဒီလိုမျိုးကြားရတဲ့ပုံမှာဒီ terry ဆိုတဲ့အသက်80ဖြစ်တဲ့လူကြီးကစိတ်တက်ကြပြီးတော့သူ့6လောက်မှာ metal object ဘယ်လိုရောက်လာတယ်သူကမသိဘူးဆိုတော့သူက do န နာရောမလားတရားနဲ့ပတ်သက်ပြီးတွေးရမလားသူစိတ်တက်ကြပြီးတော့သူခြေောက်ကိုလည်းဖျက်ရမယ်ပြောနေတယ်ငါဘာလို့တင်လဲဆိုပြီးတော့သူကစဉ်းစားနေနေအိမ်ပြန်သွားတယ်အိမ်ရောက်တော့ねဒီ metal object နဲ့ပတ်သက်ပြီးသူကစဉ်းစားတယ်စဉ်းစားစဉ်းစားစဉ်းစားနေနေတယ်မှာအကြောင်းတစ်ခုကိုသူကတွေးမိတယ် military မှာသူအလုပ်လုပ်တော့ကဖျက်ရတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီဖျက်ရနဲ့ပတ်သက်ပြီးသူစဉ်းစားတယ်တေချာပါပြီဒီ metal object ကအဲ့ဒီဖျက်ရအကြောင်းဆိုပြီးတော့သူကတွေးလိုက်တယ်အဲ့ဒီအကြောင်းကိုသူကစဉ်းစားပြီးတော့သူ metal object ကသူခြေောက်တယ်ဘလို့ရောက်လာလဲဆိုတာကိုသူကစဉ်းစားပြီးတော့အကြောင်းအရာတစ်ခုကိုသူကစာအုပ်တစ်ခုထုတ်တယ် 2019မှာသူက sound ကိုထုတ်တယ်အဲ့ဒီ sound ရဲ့နာမည်က incident at devil dance a true story by cherry loveland ဆိုပြီးတော့ sound တစ်ခုကို2019မှာသူကထုတ်တယ်ဆိုတော့အဲ့ဒီ sound ရဲ့အကြောင်းအဲ့ဒီ sound ထဲမှာဘာရှိလဲဆိုတာကိုအခု reveal လုပ်အောင်အဲ့ဒီ sound ထဲမှာသူရေးရတဲ့အရာတွေကသူကလုံးဝ spaceship တစ်ခုတည်းကိုသူကရောက်သွားတယ်အဲ့ထက်မှာ alien တွေတွေ့တာလေဆိုပြီးသူကပြောတာတယ်ဆိုတော့အခုချိန်ကစပြီးတော့ alien အကြောင်းပဲဖြစ်တယ် okay ဒီ sound ထဲမှာဘယ်လို reveal လုပ်ထားလဲဆိုတော့1983ကနေပြီးတော့1989ဒီကို ဒီ Terry ဆိုတဲ့လူက military မှာသူကလုပ်လုပ်တယ် USC စစ်တပ်မှာသူကလုပ်လုပ်ခဲ့တယ်အဲ့ဒီစစ်တပ်တဲမှာသူအလုပ်လုပ်နေတဲ့အချိန်မှာသူ့မှာတန်ရင်ချင်းတယောက်ရှိတယ်အဲ့တန်ရင်ချင်းနာမည်ကထော်ပြီးဖြစ်တယ်ဆိုတော့ဒီဇလာနဲ့မှာဒီစောက်ဇလာနဲ့မှာကြာတော့လုံးဝ Terry နဲ့ထော်ပြီးနှစ်ယောက်ဖြစ်သွားပြီဆိုတော့ Terry ရေးတာထော်ပြီးကသူ့တန်ရင်ချင်းဆိုတော့တိုးနှစ်ယောက်ကဘယ်လိုမျိုးဒီအီလီယာကိုတွေ့သွားလဲဆိုတာကိုစပြပြပေးမယ်။တိုးနှစ်ယောက်ကအရင် best friend ဖြစ်တယ်လုံးဝအခြေဆုံးတင်ရခြင်းနဲ့ဖြစ်တယ်။ 1989မှာသူတို့နေရာလောက camp တစ်ခုသွားဖို့ဆိုပြီးတော့စီစဉ်လိုက်တယ်။ camp ဆိုတာပြဒီ forest တဲ့တောထဲကိုသွားပြီးတော့အဲ့မှာဟို camp လေးထောင်ပြီးတော့မီးပုံလေးနဲ့နေရတဲ့ culture ကဒါကအမေရိကဘက်မှာအများကြီးရှိတယ်။လူမျိုး camp တွေ forest တဲ့သွားပြီးအဲ့တည်းမှာအနားယူတာတွေအပန်းဖြေတာတွေအများကြီးရှိတယ်။ဆိုတော့သူတို့နေရာလောက Terry နဲ့ထော်ပြီးရတယ်လူမျိုးဆုံးဖြတ်ပြီးတော့တောထဲကိုရောက်သွားတယ်။ဆိုတော့တောထဲရောက်ပြီးသူတို့ jeep နဲ့သူတို့ကမှကားတွေချက်လိုက်တယ် camp တွေထိုးတယ်မီးပုံတွေပို့တယ်ပို့ပြီးအနားယူနေတဲ့အချိန်ပါပဲ။ကောင်းကင်ဘုံကနေအလင်းတစ်ခုတွေ့ရတယ်။ အဲ့ဒီအလင်းကတော်တော်လေးလင်းတယ်။ဘာအလင်းလဲဆိုပြီးသူတို့နှစ်ယောက်လောက်မော့ချိတဲ့အခါမှာအလင်းကတစ်ခုတည်းမဟုတ်အလင်းက၃ခု။ဆိုတော့အလင်းအမှတ်က၃ point ။ တပွိုင်းနှစ်ပွိုင်းသုံးပွိုင်းအဲ့လိုမျိုးအလင်းအမှတ်ကသုံးပွိုင်းတော့ဖြစ်နေတယ်ပြီးတော့သူတို့ကဘာအောင်မြင်လဲဆိုတော့ building တစ်ခုဗျာအခုဟိုကိုယ့်ရဲ့အရှိမအခုဗျာမြမပလာဇာတစ်ခုလုံးကျွန်တော်တို့အရှိမပြန်လာနေဘယ်လိုခံစားရမလဲအဲ့လိုမျိုးသူတို့ကခံစားရတယ်ဗျာဆိုတော့ building တစ်ခုလုံးကသူတို့အရှိမအဲ့ဒီအလင်းတန်းနဲ့ပြန်ပြီးလာနေတယ်သူတို့အရှိတဲ့တဲ့မှာလာနေတာအပေါ်တဲ့တဲ့ရောက်နေတယ်ဆိုသူတို့ကတွေ့လိုက်တယ်အဲ့ဒါတွေ့ပြီးနေရာလုံးကတော့ black out လုံးဝမျက်လုံးမိသွားတယ်ဟိုဘာဖြစ်လဲဆိုတာမသိတော့ဘူးဆိုတော့ဒီဇလာအခုဒါ Terry ရဲ့ point of view နဲ့တွားနေတာ Terry က ပြန်နိုးတဲ့ခါကျတော့ဘာမှမသိတော့ဘူးဘာမှမသိတဲ့ခါကျတော့သူတည်ရဲ့ကြီးဖြစ်တဲ့ Toby ကိုမေးတယ်ဆိုတော့ဘာဖြစ်သွားတာလဲမေးတဲ့ခါကျတော့ Toby ကပြန်ပြောတယ်မင်းမမှတ်မိတော့ဘူးလားအခုပြန်ငါတို့ကိုအဲ့အထဲတဲ့လူတွေတို့ပြန်ချပြီးွားတာမင်းမသိတော့ဘူးလားငါတို့ကိုတို့အထဲတဲ့ခေါ်ွားတယ်ငါတို့စမ်းတမ်းမှုတွေလုပ်တယ်မင်းမသိတော့ဘူးလားဆိုပြီးတော့သူကပြောတယ်ဒါပေမဲ့အဲ့လိုပြောနေတဲ့အချိန်မှာပဲ Toby ကလည်းလန့်နေတယ်။ Terry ကကျတော့ဘာမှမသိတော့ဘူး ဒီအသက်80ပြည့်တဲ့ Terry ကဘာမှမမသိတော့အဲ့ချိန်မှာ तू လူငယ်ပေါ့ဗျာအခုဒီ point of view မှာကြည့်မယ်ဆိုရင် तू ဒီအခုခင်မှာ तू အသက်ကြီးပါပြီအခုဒီ2000 2025မှာ तू အသက်ကြီးပါပြီအဲ့ဒါနဲ့ Terry ရဲ့တင်ငယ်ချင်းဖြစ်တဲ့ Toby ကနေပြီးတော့ဘာမှဆက်မပြောရဘူးအဲ့နေရာနေမြ мян ပြန်ဖို့အတွက်ကို तू ပြောတယ် camp ဒီအကုန်တိမ့်ဆဲတယ်သူတို့ယူလာတဲ့ကားနဲ့တခါလေစေယုံတန်းသွားတယ်စေယုံတန်းသွားတယ်ဆိုတော့သူက military စေယုံသွားတာပြ military စေယုံဆိုတော့ကျွန်တော်တို့ဘယ်လိုပြောလဲစစ်တပ်ကြီးစစ်သားတွေတီးတန်းပြဖို့အတွက်အစိုးရစေယုံကိုပြောလိုက်ရတယ်ဒါစစ်တပ်ရဲ့ camp တဲမှာနေရှိတဲ့စေယုံပေါ့ အဲ့ဆေးရုံသွားပြီးတော့သူဆရာဝန်သူတို့ကပြောတယ်ကျွန်တော်တို့ကတဲ့ဟိုညက camp တစ်ခုသွားလုပ်တယ် forest တွေသွားတဲ့ camp တစ်ခုတွားလုံးနေနေကျွန်တော် jeep နဲ့ကျွန်တော်တွားနေနေ special တစ်ခုရောက်လာတယ်တဲ့အပေါ်မှာအလင်းတားတစ်ခုတွေ့လာတယ်တဲ့လင်းတားတစ်ခုတွေ့လာပြီးအဲ့ထဲမှာရှိတဲ့လူတွေရတဲ့ကျွန်တော်တို့၄ပေ၃ပေပဲရှိရကျွန်တော်တို့အထဲထဲခေါ်ပြီးစမ်းသပ်မှုတွေလုပ်တယ်ဆိုပြီးတော့ तू ကဆရာဝန်ကိုပြောတယ်စစ်တပ်ထဲမှာရှိတဲ့ဆရာဝန်ကိုပြောတာအဲ့လိုပြောတဲ့ခါကျတော့ဆရာဝန်ကအာခမရလန့်နေတာဖြစ်ပါတယ်ဟိုဒါစိတ်ကြောက်ကြချဖြစ်တာဆိုပြီးတော့ तू ကလေဆရာဝန်ကပြောလိုက်တယ်ဗျာဒါ Terry ကမပြောဘူးเนาะ Toby ကပြောတာ Terry ကကျတော့ဘာမှမသိဘူး तू ကအလင်းတားမြင်တာပဲသိတယ်ပြီးတော့ तू ကလုံးဝ fade out လုံးဝ blank ဖြစ်သွားတယ်သူဘာမှမမှတ်မိတော့ဘူး ိုတော့ထော်ပြရဒီလိုပြောတဲ့ခါမှာဆရာဝင်နေရလေအဲ့ဒါကိုခဏသူ့ဖြစ်သိပြီးတော့ခဏစောင့်နေဆိုပြီးပြောလိုက်တယ်ခဏနေလေကြောက်အရာရှိတွေရောက်လာတယ်စတက်တဲမှာရှိတဲ့အရာရှိအကုန်လုံးရောက်လာပြီးတော့သူတို့နှစ်ယောက်လုံးပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့နှစ်ယောက်လုံးအပြစ်မှာထွက်ဆိုတယ်ဆိုရင်မင်းတို့နှစ်ယောက်လုံးတက်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တယ်သူကဆရာဝင်သူကအကြမ်းမြင်မြဲပြောတာဗျာကျွန်တော်တို့ကအဲ့ဒီမျိုး ship တစ်ခုလာတယ်ကျွန်တော်တို့အထဲတက်ခေါ်ရတယ်ဆိုပြီးဒါပဲပြောတာအဲ့လိုပြောရတော့မှအရာရှိတွေကသူတို့လာပြီးချင်းချောက်လိုက်တယ်ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့အပြစ်မှာထွက်ဆိုတယ်ဆိုရင်မင်းတို့ကတော့တက်ပြစ်မယ်ဆိုပြီးချင်းချောက်လိုက်တယ် အဲ့ဒီနောက်ပိုင်းမှာအမေရိကန်ကောင်းမှဘာလို့လဲဆိုတော့သူ့နေရာလုံးခွဲလိုက်တယ်ဆိုတော့ Toby ကိုဂျပန်ပို့လိုက်တယ် Terry ကိုကြတော့သူစတက်မှာပဲထားတာလေဆိုတော့ Terry ကကြတော့ဘာမင်းမင်းမသိဘူးသူလောင်းမမတ်မိပဲပြောတယ်အလင်းတောင်းကိုတွေ့ရတယ် building တစ်ခုသူတို့ဘုံမှာပြန်ဝဲနေတယ်ဒါပဲသူသိတယ်အဲ့နောက်ပိုင်းသူကအဲ့ကိစ္စကိုသူစဉ်းလဲမစဉ်းစားတော့ပြောလဲမပြောတော့တွေးလဲမတွေးတော့ဒါပေမဲ့သူတို့နေရာလုံးမခွဲခင်မှာ Toby က Terry စီကပြောတယ်ဘာပြောလဲဆိုတော့ မင်းမမတ်မိတော့ဘူးလားငါတို့နှစ်ယောက်လုံးကိုအဲ့ဒီ spaceship တဲကိုခေါ်ရတယ်ခေါ်ဝါပြီးတော့ငါတို့စမ်းသပ်မှုတွေလုပ်တယ်ခန္ဓာကိုယ်ကိုယ်လုံးလေးချုပ်ပြီးစမ်းသပ်မှုတွေလုပ်တယ်ဆိုတော့အဲ့ချိန်မှာမင်းကမေ့နေတယ်ငါကသတိရတယ်ဉာဏ်လုံးဖွင့်နေတယ်ဒါပေမဲ့ငါအော်လို့မရဘူးစကားပြောလို့မရဘူးငါပါးစပ်ကလုံးဝပိတ်နေတယ်ပိတ်နေရဆိုတာကြိုးရှိရတာမဟုတ်အဝင်းနဲ့ပတ်ထားတာမဟုတ်သူပါးစပ်ကလူမျိုးပုံမှန်တိုင်းပဲရှိနေတယ်ဒါပေမဲ့ဟားလို့မရဘူးအဲ့လိုမျိုးကသူကထော်ပြရနေပြောထရေစီမှာပြောတယ်ဆိုတော့ ဒီအောင်ပြောတဲ့အခါကျတော့ Terry ကဘာမှနားမလဲဘူးကြာ။ तू ပြောတော့နားထောင်ယုံကလွဲလို့ဘာမှ तू ကဆုံးဖြတ်လို့မရဘာလို့ဆိုတော့ तू ကိုယ်တိုင်ကအဲ့ချိန်မှာဘာမှမသိဘူးမေ့နေတာဖြစ်တယ်။ကျွန်တော်သုံးနှစ်အောင်လုံးစမ်းသက်တယ်တဲ့ကိုလုံးကြီးချုပ်ပြီးစမ်းသက်တယ်တဲ့။ဒါပေမဲ့အဲ့နေရာမှာရှိရတဲ့လူတွေကလူမဟုတ်ဘူးတဲ့။လုံးဝဟို၄ပင်၅ပင်ဖြစ်တယ်။လူသားတွေမဟုတ်ဘူး။ဂျိုသားလူလူဂျိုသားလားဆိုတော့ဂျိုသားလားဆိုပြီးတော့ तू ကလည်း confirm မလုပ်ဘူးဗျာ။ဆိုတော့လူသားတွေမဟုတ်တာကိုသိကြတယ်။ဒါပေမဲ့အဲ့နေရာမှာလူတွေလည်းရှိတယ်ပြောတယ်။အဲ့ဒီ ship တဲ့မှာအဲ့ဒီ spaceship တဲ့မှာလူတွေလည်းရှိရဆိုပြီးတော့ပြောတယ်။အဲ့လူတွေကသူတို့လို မျိုးစမ်းသပ်ဖို့ထားလိုက်တဲ့လူတွေမဟုတ်ဘူးအဲ့ဒီလူပုလေးတွေနဲ့အဲ့ဒီလေးပင်ငါးပင်ရှိတဲ့လူတွေနဲ့အလုတ်တူတွဲလုံနေရဆိုပြီးပြောတယ်ဆိုတော့ human တွေက alien တွေနဲ့အလုတ်တူတွဲလုံနေတယ်ဆိုပြီးတော့အဲ့လူကပြောချင်တာပဲဖြစ်တယ်ဆိုတော့ဒီအရာကို Terry စီမှာထော်ပြီးရပြောတဲ့အခါကျတော့ Terry ကဘာမှနားမလဲဆိုတော့ तू ဘာမှမသိဘူး ဒါပေမဲ့ဒီရောက်သူမှတ်ထားတယ်ပေါ့ဗျာတငယ်ချင်းကဒီလိုငါတို့ဒီလိုအလင်းသားပေါ်လာတယ်အဲ့နောက်ပိုင်းငါမိသွားတယ်ငါတငယ်ချင်းကိုမှတ်မိတယ်ငါ့ကိုပြန်ပြောပြတယ်ဆိုတော့ဒါပဲသူကတည်တယ်ဒါပေမဲ့သူကဒီကိစ္စကိုသူကလုံးဝတွေးခေါ်တာလည်းမရှိဘူးဒီကိစ္စနဲ့ပတ်သက်ပြီးသူစဉ်းစားတာလည်းမရှိဘူးအရင်နဲ့အလင်းနဲ့မထားဘူးဗျာအဲ့နောက်ပိုင်းသူနှစ်ယောက်ကွဲသွားတယ်တော်ဘီကဂျပန်နိုင်ငံရောက်သွားတယ်ထယ်ရီကကျတော့အိုက်စတက်တန်မှာပဲရှိတယ်โอเคဒီဆောက်တန်မှာ reveal လုပ်ထားတာဒါပဲ ဒီနောက်မှာအဲ့ဒီ Terry ဆိုတဲ့လူကို American နိုင်ငံမှာရှိတဲ့ media တွေက interview လုပ်ထားတာရှိတယ်။သူရဲ့ခြေထောက်မှာရှိတဲ့အဲ့ဒီ metal object ကဘာဖြစ်လဲဆိုတာကိုလည်းသူကပြောလာတာရှိတယ်။ဆိုတော့အားနဲ့ပတ်သက်ပြီးတော့ကျွန်တော် part 2မှာတင်ပေးမယ်။ပြီးတော့ကျွန်တော်ကဘာမှရှိရလူရဲ့ကောလုံး alien fantasy ဆိုပြီးလည်း concept တစ်ခုရှိတယ်။ဆိုတော့အဲ့နောက်ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်း alien content တွေအများကြီးတင်ပေးဖို့ရှိတယ်ဒီလိုမျိုးအကြောင်းတွေသိချင်တဲ့ဆိုရင်ကျွန်တော် Milky Vision Channel ကို subscribe and follow လုပ်ခဲ့ပြီးနောက်တစ်ပတ်သိချင်တဲ့ဆိုတော့ comment မှတ်ခဲ့ပြီးအားလုံးပဲ bye